ပါလီစောပါဒီကနေ့မတ်လ28ရက်နေ့နရင်းစရာရခိုင်သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျမအင်မြခိုင်ကတင်ဆက်ပေးသွားမှာပါဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့ကြောက်ဖြူရန်ကုန်ကာလမဘော်ကပြိုင်းစစ်ကေရွာအနီး AA နဲ့စစ်ကောင်စီတို့အကြားတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေတဲ့ဆိုတဲ့သတင်းရခိုင်ကမြို့နယ်တရှုံမှာဆွေနှစ်အောက်ကလင်းငယ်တွေအများအပြားရေကြောက်ရောဂါကူးစက်မှုတွေဖြစ်ပွားနေတဲ့ဆိုတဲ့သတင်းနဲ့ ကျောက်ဖြူမှာရေလုံသား၉ယောက်ကိုစစ်ကောင်စီကဖမ်းဆီးပြီးအမုန်းခွင်ထားတဲ့ဆိုတဲ့သတင်းတွေအပြင်တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ကျောက်ဖြူမြို့နယ်ကကျောက်ဖြူရန်ကုန်ကားလမ်းမပေါ်မှာတည်ရှိတဲ့ပြိုင်းစစ်ကေရွာအနီးမှာအရခတ်တတော်အေးနဲ့စစ်ကောင်စီတို့အကြားတိုက်ပွဲတွေပြင်းထန်ဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။ကြောက်ဖြူရံပြေရန်ကုန်ကိုသွားတဲ့ကာလမပေါ်မှာအမှတ်32နဲ့အနီးဆုံး ပြိုင်စစ်ကေရွာအနီးအနားမှာမက်လ29ရက်နေ့မနက်ပိုင်းကစတင်ကအင်အား200လောက်ပါတဲ့စစ်ကောင်စီစစ်ကြောင်းနဲ့အေအေတို့အကြားတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားခဲ့တယ်လို့မြေပြင်စီးရေးတရင်ရင်းမြစ်တွေကပြောဆိုပါတယ်စစ်ကောင်စီရဲ့အင်အား200လောက်နဲ့ရေတရင်ဖက်ကနေစစ်ကြောင်းထိုးတက်လာတာဖြစ်ပြီးမနက်ပိုင်းကနေညနေပိုင်းအထိတိုက်ပွဲတွေအဆက်မပြတ်ဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေကပြောကြပါတယ်တိုက်ပွဲအတွင်းအဲ့ဒီစစ်ကြောင်းကိုဥဆောင်လာတဲ့အမတ်32ရေတရင်က ဘိုအဆင့်ရှိသူအပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့တရားရရှိခဲ့ပြီးကြောက်ဖြူဆေးရုံကိုပို့ဆောင်ထားတယ်လို့လဲစီရီတရင်ရင်းမြစ်အမျိုးသားတယောက်ကနရင်စရာကိုပြောပါရယ်ကြောက်ဖြူမျိုးနေမှာအေအေးရဲ့ထိုးစစ်ဟာအမှတ်32ရေတက်ရင်ရဲ့မိုင်းဝက်ခန့်အကွာကိုရောက်ရှိလာနေတာဖြစ်ပါရယ်ရခိုင်ကတန်ရွေအပါအဝင်ကြောက်ဖြူမြောက်ဦးမင်းပြားပုံနာကျွန်းစတဲ့မြို့နယ်တွေကဒေသခံကလေးငယ်တွေနဲ့ဆွေပြေးချောင်ကလေးငယ်တွေဟာအခုမတ်လအတွင်းမှာ အဲ့ဒီယောဂကိုအများအပြားခံစားနေကြရတာဖြစ်တယ်လို့ကုညီဆောင်ရွက်ပေးနေသူတွေကပြောဆိုကြပါတယ်။တန်ရွေးမြို့နယ်မှာမက်လဒုတိယဘက်လောက်ကနေစပြီးဆွေပြေးရှောင်းတဲ့ဒေသခံကလေးငယ်အယောက်40လောက်ဟာရေးကြောက်ယောဂဖြစ်ပွားနေတယ်လို့ကုညီဆောင်ရွက်ပေးနေတဲ့ကိုသက်လွင်ဖြိုကပြောပါတယ်။ဆယ်နှစ်အောက်ကလေးငယ်တွေမှာကြောက်ယောဂဖြစ်ပွားနေမှုတွေကြောင့်ဖျားနာမှုတွေလည်းရှိနေကြတယ်လို့သူကပြောဆိုပါတယ်။အဲ့ဒီရေးကြောက်ယောဂဟာဆောင်းအကုံ၊နွေရာသီမှာအဖြစ်များပြီး အသက်၄နှစ်နဲ့ဆယ်နှစ်အကြာကလေးငယ်တွေမှာအဖြစ်အများဆုံးဖြစ်တယ်လို့သိရပါတယ်။ယောဂဖြစ်ပွားလာလို့ရှိရင်ခန္ဓာကိုယ်ရာယံတာ၊နှာစီတာ၊ချောင်းဆိုးတာ၊ကြွက်သားနဲ့ကြောကုန်းကိုက်ခဲတာနဲ့ကိုယ်ပဝေးခန္ဓာကိုယ်အနက်မှာအနေဆက်တွေအဖုအပိန်တွေထပ်တာကြည်ရည်အိတ်တွေ ရောင်ရမ်းနာတွေကိုဖြစ်ပွားစေတယ်လို့ဆရာဝန်တွေကပြောဆိုထားပါတယ်။စစ်ခေါစီထိန်းချုပ်ထားစေဖြစ်တဲ့ရခိုင်ပြည်နယ်အတွင်းကကြောက်ဖြူမြို့နယ်မှာ စာဝတ်နေရေးအတွက်ငါးဖန်းထွက်တဲ့ရေလုံသား၉ရောက်ကို စစ်ကောင်စီရဲတပ်ကဖမ်းဆီးပြီးအမှုဖွင့်ထားတယ်လို့သိရပါဗျ။စစ်ကောင်စီစီမှာဖမ်းဆီးအမှုဖွင့်ခံထားရသူတွေကတော့ကြောက်ဖြူမျိုးနဲ့ရှင်းမင်းပြင်းရွာကရေလုံသားတွေဖြစ်ကြတဲ့မောင်ကျော်လင်းအောင်နဲ့ကိုစင်မင်းထေကင်းပင်လေးကြီးရွာကရေလုံသားတွေဖြစ်ကြတဲ့မောင်တိုးလက်ဦးကျော်သူထွန်းဦးပူးသီးတောင်စတဲ့ဒေသခံအရက်သားတွေဖြစ်ကြပါဗျ။သူတို့တွေကိုငါးဖမ်းဆက်လေတစည်းနဲ့အတူ မလ22ရက်နေ့ည9နာရီလောက်မှာကြောက်ဖြူပင်လေပြင်းကစစ်ကောင်စီနေပြည်တော်ကနေဖမ်းဆီးခဲ့တာဖြစ်တယ်လို့ဒေသရင်းစစ်ရေးတရင်ရင်းမြစ်တယောက်ကပြောဆိုပါရယ်ရေလုံသားတွေဟာပင်လေပြင်းမှာဆက်လက်နှစည်းနဲ့ငါဖမ်းနေတာဖြစ်ပြီးတစည်းပဲပြန်လေရောက်ရှိလာကကြံတစည်းကိုတော့စစ်ကောင်စီကဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ်လို့သူကဆက်ပြောပါရယ်ဖမ်းဆီးခံရတဲ့ရေလုံသားတွေကိုစစ်ကောင်စီရဲတပ်ကမတ်လ25ရက်နေ့မှာကြောက်ဖြူမြို့မှာရဲစခန်းကိုပို့ဆောင်ခဲ့ပြီး ရေပိုင်နဲ့ကျူးလွန်မှုနဲ့အမှုဖွင့်ထားတယ်လို့သိရပါဗျ။ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါဆက်လက်ပြီးပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ပြည်တွင်းသတင်းတပုတ်အနေနဲ့ကတော့ရန်ကုန်မန္တလေးအမြင်လမ်းမှာဖြစ်ပွားခဲ့တဲ့နေရတာတိုက်ပွဲအတွင်းစစ်ကောင်စီရဲ့ကားတစ်စီးဟာ6ထဲပြုတ်ကျခဲ့ပြီးစစ်သား၈ယောက်သေဆုံးက16ယောက်ဒဏ်ရာရရှိသွားတယ်လို့သိရပါဗျ။ရန်ကုန်မန္တလေးအမြင်လမ်းမှာ မတ်လ25ရက်နေ့နဲ့26ရက်နေ့နှစ်ရက်တာအတွင်းဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာစစ်ကောင်စီဘက်ကအခုလိုမျိုးသေဆုံးတဲ့ရာရရှိမှုတွေရှိခဲ့တာဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနကမနေ့ကထုတ်ပြန်ထားပါတယ်။ပထမတိုက်ပွဲဟာမတ်လ25ရက်နေ့ည7:00နာရီကျော်အချိန်အမြန်လန်းအတိုင်းမောင်းနှင်လာခဲ့တဲ့စစ်ကောင်စီတပ်ရဲ့စစ်ကားနှစ်စီးကို PDF တွေကကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဒုတိယတိုက်ပွဲကတော့မတ်လ26ရက်နေ့မနက်တနာရီကျော်အချိန်လောက်မှာ ရန်ကုန်မန္တလေးအမြန်လန်း128မိုင်မင်းရဲရေစခန်းနဲ့142မိုင်နက်ရဲတွင်ရေစခန်းတွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်ကဝင်ရောက်တိုက်ခိုက်ခဲ့ရာကနေတိုက်ပွဲတွေဖြစ်ပွားခဲ့ရလို့သိရပါတယ်။ဒီတိုက်ပွဲအတွင်းမှာလည်းစစ်ကောင်စီတပ်ဖွဲ့ဝင်တယောက်သေဆုံးပြီး၄ယောက်အပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ကအထီးခိုင်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကောက်ကွေးဝင်ကြီးဌာနထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့အိန္ဒိယနိုင်ငံမှာခိုလုံနေတဲ့ဘင်္ဂလားဒေ့ရှ်ဝန်ကြီးရှောဟောင်းရှေ့ဟာစီနာအပါအဝင် လူပေါင်း82ယောက်ကိုပြည်တွင်စစ်ဆင်တွေဖို့ပူးပေါင်းကြံစည်မှုနဲ့ဘင်္ဂလားမှုခင်းစုံစမ်းစစ်ဆေးရေးဌာန CID ကတရားစွဲဆိုလိုက်ပါတယ်။ဘင်္ဂလားဒေ့ရှ်အဝါမီလိတ်ဥက္ကဋ္ဌရှေ့ဟာစီနာနဲ့အတူတခြားလူပေါင်း82ယောက်ကိုသဘုံထားပြီးပြည်တွင်စစ်ဆင်တွေက လက်ရှိဘင်္ဂလားကျဖြတ်အစိုးရကိုဖြုတ်ချဖို့ပူးပေါင်းကြံစည်မှုနဲ့အမုတ်ဖွင့်တရားဆွဲဆော်လိုက်တာဖြစ်တယ်လို့ဘင်္ဂလားဒေ့ရှ်မီဒီယာသတင်းတွေမှာဖော်ပြကြပါတယ်။ CID ရဲ့အထူးကြီးကြပ်ရေးမှူးကအဲ့ဒီအမုံကိုဒါကာမှာမတ်လ29ရက်နေ့ကအမုတ်ဖွင့်ထားတယ်လို့ဆိုပါတယ်။စွပ်စဲခံရသူတွေအထဲမှာအမေရိကန်ပြည်ထောင်စုအဝါမီလက်ရဲ့ဒုတိယဥက္ကဋ္ဌလည်းပါဝင်ပြီးအမုံရဲ့ဒုတိယတရားခံအဖြစ်သတ်မှတ်ခံထားရတာဖြစ်ပါတယ်။ Join Bengal Brigade လို့ခေါ်တဲ့ online essay way တစ်ခုပြုလုပ်ခဲ့ပြီးလူပေါင်း903ယောက်ဟာပြည်ရင်းစစ်ဆင်ရွေးဖို့အတွက်ပူးပေါင်းကြံစည်မှုမှာ ပါဝင်ပတ်သက်နေတယ်လို့ဆိုပါတယ်။အစည်းအဝေးမှာ ပါဝင်ခဲ့ကြသူတွေဟာရှိတ်ဟာစီနောက်ကိုဝင်ကြီးချုပ်အဖြစ်ပြန်လည်ခန့်အပ်ဖို့နဲ့သူတို့ရဲ့နောက်ဆုံးထွက်သက်အထိတိုက်ပွဲဝင်ဖို့အတွက် စိတ်ပိုင်းဖြတ်ထားကြတယ်လို့လည်း ဘင်္ဂလားမှုခင်စုံစမ်းစစ်ဆေးရေးဌာန CID ကတရားစွဲဆိုတဲ့အမှုဖိုင်မှာဖော်ပြထားတယ်လို့သိရပါတယ်။2024ခုနှစ်ဒီဇင်ဘာလ16ရက်နေ့ကကျင်းပခဲ့တဲ့ online အစည်းအဝေးတစ်ခုနဲ့ပတ်သက်ပြီးဘင်္ဂလားဒေ့ရှ်ထောက်လန်ရေးကခိုင်မာတဲ့အသေးစိတ်အချက်အလက်တွေရရှိထားတာကြောင့်တရားစွဲဆိုခဲ့တာဖြစ်တယ်လို့ CID ကအတည်ပြုထားပါတယ်ရှင်။ နရီစီယာသတင်းဌာနရဲ့နေစဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေတွင်မှလည်းထူးခြားတဲ့သတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါရယ်။ကျမတို့နရီစီယာသတင်းဌာနကထုတ်လွှင့်တဲ့သတင်းတွေကို www.narisia.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါရယ်။နရီစီယာရုပ်သံကို ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါရယ်။အားလုံးကျန်းမာရှင်လန်းကြပါစေရှင်။